ားလုံးပဲမင်္ဂလာပါရှင်။24နှစ်အတွင်းတူရှာတဲ့ပြည်ပင်းပြည်ပါစေဝင်ဆောင်ဖွဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ကျမကတော့မြတ်တီကိုပါ။ကလေးနိုင်ခံရတဲ့ဝန်ထမ်းများစားသောက်ရေးစင်ပြေစီဖို့အတွက်စီစဉ်ပေးထားတယ်လို့နာဆာကကွက်တာပြောကြားလိုက်တဲ့တဲ့။ပကြံရံများအတွင်းမှာတိတ်ဆုံးသူ153ရှိလာတဲ့တဲ့။အမေရိကန်နိုင်ငံမှာရှိတဲ့ကျောင်းသားများဗီဇာရစမ်းခံရမှုများဆက်လက်ကြုံတွေ့ဝဲရှိနေတဲ့တဲ့။ မကွားရကိုယုံပြီးတော့တိုက်စစ်မှုရတဲ့ကြားတန်းနေတာလို့မန်ယူနီတက်တော့ကြားလိုက်တဲ့သတင်းပါဝင်အစားရှိတဲ့ပြင်းဒီပါဆွေးနွေးဆောင်ရတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ပင်းတဲ့ဘုတ်ကိုတင်ဆက်ပေးကြပါမယ်။ငလေးနဲ့ခရရတဲ့ဝင်နဲ့များဆက်သွယ်အစဉ်ပြေစီဖို့အတွက်စီစဉ်ပေးထားတယ်လို့နတ်ဆက်ခကရကပြောကြားလိုက်ပါတယ်။ဒီသတင်းကိုတော့မြတ်တူကပေးပို့လာပါဗျ။ မန်ချလာ28ရင်းတွေကလောက်ခတ်ခဲ့တယ်မန္တလေးငလင်တန်းကိုခန်းစားခဲ့ရတယ်နေပြည်တော်မှာရှိတဲ့နိုင်ငံဝန်ထမ်းတွေစားတော့ရေးဆင်းပြအောင်နိုင်ငံတော်ကနေစစ်စစ်ဆောင်ရွက်ပေးထားတယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ရလို့သိရပါတယ်။နာဆာကဥက္ကဋ္ဌဟာငလင်တန်းကြောင့်တိကျပစ္စည်းမှုဖြစ်ပေါ်ခဲ့တဲ့ဝန်ကြီးဌာနအဆောင်တွေကိုလိုင်းလံကြည့်ကြည့်စစ်ဆေးခဲ့ရမှာငလင်တန်းခံခဲ့ရတဲ့ဝန်ထမ်းတွေထဲမှာဝန်ထမ်းအရာမှာစန့်နေထိုင်မှုမရတဲ့ဝန်ထမ်းတွေအတွက်ယာဉ်ထိုင်နေမဲ့နေရာတွေကိုစနစ်တကျတည်ဆောက်ဖို့အတွက်နိုင်ငံတော်ကနေစစ်စစ်ဆောင် ပြီးသားမှာဖြစ်တဲ့အပြင်တောက်တုံးရည်တွေလုံလုံလောက်လောက်ရရှိနိုင်ဖို့အတွက်စီစဉ်ဆောင်ရွက်ထားပြီးစားတောက်ရည်အတွက်အဆင်ပြေစေဖို့အတွက်နိုင်ငံတော်ကလည်းစီစဉ်ဆောင်ရွက်ပေးထားတယ်လို့ပြောကြားခဲ့တာပါလက်ရှိအချိန်မှာနီးပြော်မှာရှိတဲ့ဝန်ထမ်းတွေကဝန်ထမ်းအရာတွေမှာဆက်လက်နေထိုင်မှုအတွက်အဆင်မပြေတော့တဲ့ဝန်ထမ်းတွေကိုရွှေပြင်တဲရီပါဝင်ရိုင်းခွလုံးစကန်တွေစီစဉ်ဆောင်ရွက်ပေးထားတယ်လို့သိရပါတယ်။ဒီနေ့ရဲ့ထူးခြားနိုင်ငံတကာတင်ဒပုတ်ကိုလည်းတင်ဆက်ပေးကြပါမယ်။တကြရဲ့များအတွင်မှာတေဆုံသူ253ရှိခဲ့တယ်လို့သိရပါတယ်။ 记得点个关注，点赞，往北部拉帮。<music> ပြီးခဲ့တဲ့ကြံရက်တွေအတွင်းမှာရင်းပြတ်ဆမှုတွေကြောင့်အသက်ဆုံးရှုံးသူဦးရေဟာ253ရှိရလို့ထိုင်းနိုင်ငံလမ်းမကြီးများအန္တရာယ်ကင်းရှိကုကဲမှုဆန္ဒကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ခုနှစ်ရက်ကြာကြာမြင်ခဲ့တဲ့ထိုင်းနိုင်ငံရဲ့စုံလွန်ကြံပွဲတော်မှာရင်းပြတ်ဆမှု1538ကျင်းဖြစ်ပွားခဲ့ပြီးတရရရှိသူ1495ရှိခဲ့လို့သိရပါတယ်။အသက်ဆုံးရှုံးသူ253ရှိခဲ့တာဟာ2024ခုနှစ်စုံခရန်ကြံပွဲတော်ကာလနဲ့နိုင်ရှင်ရဲ့ဆက်နှစ်ရာခိုင်နှုန်းရောကြသွားခဲ့တာဖြစ်ပါတယ်။ဒါအပြင်စုံခရန်ကြံပွဲတော်က ာလအတွင်းမှာမော်တော်ယာဉ်တော်တဆမှုဖြစ်ပွားမှုအရေးအတွက်ကလည်း2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့ပမာဏနဲ့နှိုင်းယှဉ်24ရာခိုင်နှုန်းကျကျသွားခဲ့တယ်လို့လမ်းမကြီးများအနေကင်းရှိဆန္ဒကအတည်ပြုချက်ထုတ်ပြန်ခဲ့ပါတယ်။ယင်းတတဆမှုဖြစ်ပွားရတဲ့အဓိကအကြောင်းရင်းဟာတမန်မိုင်နှုန်းတဲ့ကျော်လွန်မောင်းနေတဲ့မှုကြောင့်ဖြစ်ပြီးအရက်သေးစားတောက်စားမှုကဒုတိယအဖြစ်အများဆုံးအကြောင်းရင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးထူးခြားနိုင်ငံတကာတင်းတဲ့ပုဂ္ဂိုလ်လည်းလက်ခံရရှိထားပါသေးတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ကြောင်သားများဗီဇာရဆန်းခံရမှုတွေဆက်လက်ကြုံတွေ့ဝယ်ရှိနေတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချန်ဝါပေးပို့လာတာပါ။ အမေရိကန်နိုင်ငံထဲမှာရှိတဲ့တက္ကသိုလ်တွေမှာတက်ရောက်ပညာသင်ကြားနေတဲ့ပြည်ပနိုင်ငံတွေကလာရောက်ပညာသင်ကြားနေတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာဗီဇာရဆိုင်ခံရမှုတွေဆက်လက်ကြုံတွေ့ဖို့အတွက်များနေရလို့သိရပါဗျ။ကျောင်းသားဗီဇာကတ်သက်ချက်တွေကိုဖောက်ပြတယ်လို့တွေ့ရှိသူတိုင်းကိုအပြင်းထန်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ဗီဇာပြပြဲမှုတွေလောက်ခံရခဲ့တာဖြစ်ပြီးဗီဇာပြပြဲခံရသူဦးရေက1500ကျော်တိရှိလာတယ်လို့လည်းသိရပါဗျ။ ဗီဇာပဲဖျက်ရတဲ့အကြောင်းရင်းတွေထဲမှာအဓိကအကြောင်းရင်းကပညာသင်ကြားမှုနဲ့မဆိုင်တဲ့အကြောင်းအရာတွေမှာပါဝင်ပတ်သက်တာကြောင့်ဖြစ်ပြီးရောပဲဖျက်ခံရသူများစုဟာဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီးတော့တဖက်ဖက်ကိုပတ်လိုက်တဲ့လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ရဖြစ်တယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံသားရေမာကော့စ်ယူဘီယိုကအမေရိကန်နိုင်ငံနဲ့ကိုပညာသင်ကြားဖို့ဆိုတဲ့ဝေခင်ကလေးပြည့်ချက်နဲ့ရောက်ရှိလာသူတွေဟာတခြားအကြောင်းအရာတွေကိုစိတ်ဝင်စားပြီးတော့တကြလှုပ်ရှားတဲ့လုပ်တွေလုပ်တာမျိုးကိုခွင့်မပြုနိုင်ဘူးလို့ပြောကြားထားတာကြောင့်ဗီဇာကတ်သက်ချက်တွေကိုကျော်လွန်နေဆိုရင် ကျောင်းသားဗီဇာပဲ့ဖျက်မှုတွေဆက်လက်ဖြစ်ပေါ်လာနိုင်တယ်လို့လည်းသိရပါဗျ။အခုနောက်ဆုံးတင်ဆက်ပေးချင်တာကတော့မြန်မာရှိရဲ့အားကစားတဲ့တပုတ်ဝယ်ဖြစ်ပါတယ်။မကွမ်းရကိုယုံပြီးတော့တိုက်စစ်မှုတွေကစားခံခဲ့ရတာလို့မန်ယူနီးပြပြောကြားလိုက်ပါတယ်။ဒီတဲ့တဲ့ကိုတော့ငင်းချောင်းကပေးပို့လာပါဗျ။ မန်ယူနီးပြအိမ်မူရင်းကလိုင်ယွန်ကအင်အားတက်ဖွဲ့နောက်ကြကိုရင်းနဲ့အနိုင်ရခဲ့တဲ့ပွဲမှာဘောခန်စကသမမက်ကွာယာကိုအထောင်တိုက်ဆင်မှုနေရာထားကစားခဲ့တာဟာမက်ကွာယာရဲ့အရေးသေးကိုယုံကြည်လို့ဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။အိမ်မူရင်းကအချိန်ပိုဆက်ကစားရမယ့်အခြေအနေမှာတိုက်ဆင်ကစားသမားတွေဖြစ်တဲ့ဂါနာယူနဲ့ဝါရှင်တန်တို့ကိုလူစားလဲပေးတာဖြစ်တယ်လို့အစားထိုးနိုင်မယ့်တိုက်ဆင်မှုလည်းမရှိတော့ပါဘူး။မိနစ်30ဆက်ကစားရမယ့်အချိန်မှာကျွန်တော်တို့ကူရဖို့အတွက်စဉ်းစားရပါတယ်။ကွင်းထဲမှာဂျန်နေကစားသမားတွေထဲမှာပြိုင်ဘက်ကိုအေရီးယားထဲမှာဘသူကအကောင်းဆုံးကစားနိုင် ုင်မလဲဆိုတဲ့အချက်ကိုပဲအဓိကစဉ်းစားတဲ့အခါမကွန်ရကလွဲပြီးတော့တခြားရွေးချယ်ဆက်ကစားသမားမရှိပါဘူး။ဒါကြောင့်မကွန်ရကိုတိုက်စစ်မှုနေရာထားဖို့အတွက်ရေယုံကြည်ကြီးဆုံးနက်ခဲ့တာဖြစ်ပါတယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်။မကွန်ရဟာအချိန်မိုပြီးကနေမှမန်ယွန်အသင်းရခဲ့တဲ့အနိုင်ကိုကိုသွင်းပေးခဲ့လို့မန်ယွန်အသင်းအတွက်သူရဲကောင်းဖြစ်ခဲ့လို့လည်းသိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာစစ်ရဲ့24နိုင်သတင်းလေးပဲဖြစ်ပါတယ်။ကြည့်ကြည့်အားပေးကြပြည်သူများအားလုံးတမန်ရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။